မရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ထိုက်စီနှလုံးသွယ်တဲ့နေ့ကိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီထိုက်စီနှလုံးသွယ်တဲ့နေ့ကိုရှေ့လျှောက်၃ကနေနှစ်ထိုက်စီနှစ်၃မြောက်ကိုရှာပြီးသွားတဲ့တပိတ်ကိုလေ့လာကြည့်အောင်ပါနော်ဒီရှေ့လျှောက်၃ကနေနှစ်၃မြောက်ကိုပေါ့ပေါ့နော်ကျွန်တော်ဒီရှစ်ထိတ်ကိုနှစ်ကြိမ်ပေါင်းတာ16ကို6နဲ့ထပ်ပေါင်းတာ7နှစ်နှစ်ကြိမ်၄၄ကိုပေါင်းတာ73ပေါ့နော်နှစ်နဲ့ရှစ်ပေါင်း30 19 ။ဒါဆိုရင်နှစ်3ပေါင်း9 9ခုပေါင်းရှင်းစနစ်ရမှာဖြစ်ပါလေ။ Okay ကျွန်တော်တို့ဒီရလာတဲ့နှစ်ကိုနောက်ထပ်အနည်းနဲ့နှစ်နဲ့ထပ်ပေါင်းပြရတာဖြစ်ပါလေ။ဒါဆိုရင်နှစ်နဲ့နှစ်ပေါင်းတော့၄ဆိုတဲ့အတွက်နှစ်၄ထိပ်စီနှလုံးရတယ်ပေါ့နော်။ Okay ကျွန်တော်တို့နောက်ထပ်တစ်ပြင်မှာနှစ်3ည9ရှာပေးသွားတာဖြစ်ပါလေ။နေလေတဲ့ကအနိထိတ်စီချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာနိထိတ်စီနိတုံများကိုပါနော် โอเคကျွန်တော်ခွန်တုံးတုံမြညစ်တုံမြကိုတပင်ကနေခွန်ထိတ်စီခွန်ခွန်ကိုရှာပေးတော်နေတပင်ကိုထပ်ပေးလေလာကြအောင်ဒီနေ့နဲ့ချိန်ပေါင်းချင်းလေးလေးနဲ့တုံမြနဲ့ပေါင်းချင်းလေးပေါ့နော်လေးက3ချိန်ဆိုတဲ့အတွက်7နှစ်ဒီ9ခွန်ပေါင်းတာ7နှစ်ကိုဒီခွန်နဲ့ပေါင်းရင်ကိုဒါဆိုရင်၄နှစ်ကိုတုံးလုံးထပ်ပေါင်းမယ်ပေါ့နော်လေးနဲ့နှစ်ပေါင်း6 6နဲ့9ပေါင်းချင်း15ကိုနေ့နဲ့ထပ်ပေါင်းတာဆိုရင်ခွန်ရတဲ့အတွက် 9ခွန်ထိစီနှလုံးရတယ်ဗောနော်နောက်ထပ်တစ်ပေမှာကခွန်ခွန်9ဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ထိစီရှားပေးသွားတာဖြစ်ပါတယ်ခင်ဗျာခွန်ထိစီခွန်ခွန်9ဗောနော်โอเคနံပါတ်3ဒီခွန်ခွန်9တပင်ကနေခွန်3များ3များရှားပေးသွားတဲ့တပင်ကိုလေ့လာကြည့်အောင်ခွန်က3ကြိမ်ဆိုတဲ့အတွက်20ရှင်းနဲ့6ပေါင်းရှင်းဆက်လေး6လေးက73ရတယ်ဗောနော်3ကို9နဲ့ပေါင်းတာ တင်လေးပေါင်းရှင်ငါဆိုတဲ့အတွက်ငါခွန်ထိတ်စီနှလုံးထပ်ပြီးရတာဖြစ်ပါတယ်။ Okay ငါခွန်ထိတ်စီမှာခွန်သုံးများသုံးများချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ခွန်ထိတ်စီဖြစ်ပါတယ်။ခွန်ထိတ်စီခွန်သုံးများသုံးများပါနော်။ဒီနေ့အတိုင်းပဲကျွန်တော်ခွန်တုံများတုံများကနေ3ထိပ်စီ3ခွန်ခွန်ချပြီးတော့တဲ့ပင်ကိုထပ်ပြီးလေ့လာကြည့်အောင်ဒီခုနှစ်နှစ်ချိန်ပေါင်း84ပေါ့နော်နှစ်နှစ်ချိန်4နဲ့ရှင်းနေပေါင်းတာ7 ဒီ၈နှစ်နှစ်ပေါင်း၃၈နှစ်ပေါင်းတာ၁၇ပေါ့နော်ဒါဆိုရင်၄နှစ်နှစ်ပေါင်း၆၆၉ကိုခုနှစ်ပေါင်းတာ၁၃ရာရီအတွက်၃ကိုလေ၂နှစ်ထပ်ပေါင်းတော့၃၅ထိစီရာရီပေါ့နော်ခြားပြီးတော့တာက၃၇ဖြစ်ပါတယ်၃၅တဲ့က၃တလုံးထိပ်စီ၃ခွန်ခွန်ဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီ၃ခွန်ခွန်တပင်ကနေနောက်ထပ်တပင်ကိုထပ်ပြီးလေ့လာကြည့်အောင်မလားခင်ဗျာ။နံပါတ်၅ပါနော် ဒီ၃နှစ်ကြိမ်ပေါင်း6ဖြစ်ပါတယ်6ကို9နှစ်ပေါင်းလာပြီး73ရာတယ်ပေါ့နော်၃မရင်မဲ့2နှစ်ကြိမ်ပေါင်း4 4နှစ်6ပေါင်းချင်း30ဒီ၃နှစ်တီ9ပေါင်းရင်30 5သလုံးကြံမယ်ပေါ့နော်၃နှစ်5ပေါင်းချင်း10ဖြစ်ပါတယ်ဒါကြောင့်မို့10ကိုလည်း2နှစ်ထပ်ပေါင်းလာဆိုရင်၃ည10တုံများအထိစီနှလုံးထဲကခြာပြီးတော့တာ3ခွန်ပြီးတော့10ကိုလေးဖြစ်ပါတယ်ဒါကြောင့်မို့10ထိစီဖြစ်ပါတယ်ခင်ဗျာ10ထိစီ10ကိုလေးဖြစ်ပါတယ် နောက်ထပ်နံပါတ်6ကိုလေ့လာကြအောင်။ရှင်းနဲ့ကြိမ်ပေါင်းတာ16၊ရှောင်းနဲ့9ပေါင်းရှင်း15ကို9ပဲရည်ပါမယ်။တင်းနဲ့ကြိမ်နှစ်နှစ်ကို3ပေါင်းတော့9။၃မြားနဲ့ရှင်းနဲ့ပေါင်းရှင်းက6ဒါဆိုရင်ကျွန်တော်ရှိက99ပေါင်း30ရှင်းနဲ့ခွန်ပေါင်းတာ15ရာတဲ့အတွက်ကြောင့်မို့9ကိုနင်းနဲ့ထပ်ပေါင်းတာဆိုရင်ခွန်9ခွန်ထိပ်စီမှာ89လေးပြီးတော့96 36ပြီးသွားတာဖြစ်ပါတယ်။ ငါးခွန်ထဲကငါးထိပ်စီဖြစ်ပါတယ်ခင်ဗျာငါးချောက်တုံးโอเคကျွန်တော်နောက်ထပ်ဒီငါးချောက်တုံးတပင်ကနေလေ့လာကြည့်အောင်လားခင်ဗျာနံပါတ်9တီရှိငါးနှစ်ကြိမ်30ရှောင်းနေပေါင်းတာ16ရှောင်းပေးရင်မယ်ငါးနှစ်ကြိမ်39ခွန်ငါးပေါင်းတာ12ဖြစ်ပါတယ်ရှောင်းနေ9ပေါင်းရှင်းဒီ15ငါးကိုနေနှံပေါင်းတာခွန်ခွန်နဲ့ခွန်ထပ်ပေါင်းတာ14ရာတွေအတွက်၄ကိုနေနှံပေါင်းတာဆိုရင်6 6ထိစီနှလုံးထဲက68ခွန်ခြားပေးသွားတယ်ဗောနော်ဒါကြောင့်မို့6တလုံးထိစီဖြစ်ပါတယ်ခင်ဗျာ6ထိစီ68ခွန်โอเคနံပါတ်7ကိုထပ်ပြီးလေ့လာကြအောင်နံပါတ်7ဒီ68ခွန်အနေဗောနော်6နှစ်ကြိမ်ပေါင်းချင်းစနစ်ကိုရှင်းနေပေါင်းရင်20တုံများပေးကြည့်မယ်6ကို3ပေါင်းချင်း sorry 6နှစ်ကြိမ်စနစ်နင်းနဲ့3ပေါင်း5တုံများနဲ့8ပေါင်း8 9 73 3ခွန်ပေါင်း30 တုံများကိုနေနဲ့တာပေါင်းတာဆိုရင် နေဖြစ်ပါတယ်တုံများနေထိပ်စီးနှလုံးရတယ်ဗနာ6ရှစ်ခွန်ပြီးတော့နေနဲ့ခွန်ဆိုတဲ့အတွက်ကြောင့်မို့နေထိပ်စီးချပေးသွားတာဖြစ်ပါတယ် Okay နံပါတ်9ဒီအပေါ်ကယူတဲ့ဤအတိုင်းပဲထပ်ပြီးပေါင်းကြည့်အောင်နေ3လီက6ဖြစ်ပါတယ်လေးနာကျင်ရှင်းရှင်းနဲ့3ပေါင်းချင်း7တိလေးခွန်ပေါင်းတာ7ဆိုတဲ့အတွက်6ခွန်8 8ကိုခွန်ပေါင်းတော့15ဖြစ်ပါတယ် โอเคငါးကိုလည်းနှစ်ပေါင်းတော့ခွန် sorry တုံးထိပ်ဖြစ်နေတယ်ဗောနော်ကျွန်တော်ဒီမှာလဲနဲ့ချိန်ပေါင်း၈၈ကိုတစ်ပေါင်းတာဆိုရင်900ရတယ်ဗောနော်ဆိုတော့9တစ်30 6ခွန်ပေါင်း83ဖြစ်ပါတယ်3ကိုနှစ်နဲ့ပေါင်းတာ9ဆိုတဲ့အတွက်3ထိပ်စီးတဲ့က388ချပြီးသွားတာဖြစ်ပါတယ်3ထဲက3ထိပ်စီး388ဖြစ်ပါတယ်ခင်ဗျာနံပါတ်30ဒီ388တပင်ကနေ ထပ်ပြီးပေါင်းကြည့်အောင်၃နှစ်ကြိမ်6 6နှစ်8ပေါင်းတာ14 6နှစ်2ပေါင်း10 8တလုံးကြံမယ်6နှစ်6ပေါင်းတာက7နှစ်ဖြစ်ပါတယ်7နှစ်2ပေါင်း10 4ခွန်ပေါင်းခြင်းက7ရတဲ့အတွက်တစ်ကိုကျွန်တော်တို့နင်းနှက်ထပ်ပေါင်းတာဆိုရင်3တဲ့3ထိပ်စီရတယ်ပေါ့နော်3တုံများကိုချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့3ထိပ်စီဖြစ်ပါတယ်။ Okay 3တုံများကိုကနေထပ်ပြီးပေါင်းကြည့်အောင်ပေါ့နော်နံပါတ်7 ဒီသုံးနှစ်ကြိမ်ပေါင်းချင်း6တင်းနှစ်ကြိမ်ကနေတင်းနှစ်ဆောင်နှစ်ကခွန်ဒါဆိုရင်ဒီခွန်နဲ့ခွန်ပေါင်းတာ14 4နဲ့6ပေါင်း20 20နှစ်ပေါ့နော်ရလာတဲ့နှစ်ကိုလည်းနှစ်နဲ့ထပ်ပေါင်းတာဆိုရင်4ဆိုရဲ့အတွက်ကျွန်တော်20အရာနှစ်လေးထိပ်စီဖြစ်ပါတယ်ခင်ဗျာโอเคဒီ20ကဒီနှစ်တုံများကိုကနေစတယ်ပေါ့နော်နှစ်ထိပ်စီနှစ်တုံများကိုခွန်ထိပ်စီခွန်ခွန်ကို နောက်ထပ်ခွန်ထိတ်ခွန်တုံများတုံများသုံးထိတ်သုံးခွန်ခွန်ရှစ်ထိတ်ရှစ်ကိုလေငါထိတ်963 6ထိပ်စီ68ခွန်2ထိပ်စီ11ခွန်3ထိပ်စီ38 3ထိပ်စီ339ဆိုပြီးတော့ခြားပေးတော့ခေပြပြပါနော်ဒီမှာတော့ကျွန်တော်တန်းနည်းအရာနှစ်လေးထိပ်စီဆိုပြီးရနေတာဖြစ်ပါတယ်ဒါကတော့ထိပ်စီနှလုံးရှိတဲ့နည်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထိပ်စီ ပြီးတော့အလဲထိန်နှလုံးသွင်းနည်းတွေကိုလည်းထပ်မံသင်ပေးသွားပါဦးမယ်ပေါ့နော်အဲ့ဒီထိတ်ဆီးနှလုံးနဲ့ကျွန်တော်ရှိကဒီထိတ်ဆီးနှလုံးနဲ့ထပ်ပြီးညီကြအောင်ရှစ်ထိတ်ဆီးရှစ်လျှောက်ခွန်၆ထိတ်၆တမ်း၆၆၆၆နှစ်၆လျှောက်၅၉လျှောက်နှစ်တောင်းများလေးလေးနှစ်ထိတ်နှစ်နှစ်တက်ရှစ်ထိတ်ရှစ်လေးတောင်းရှစ်ရှစ်လျှောက်တောင်းနှစ်တောင်းများကိုခွန်ခွန်ကိုခွန်တောင်းများတောင်းညသုံးခွန်ခွန်ရှစ်ကိုလေးဒီမှာ963ပါနော် 6ထိပ်စီ60ခွန်နေထိပ်နေနေခွန်3ထိပ်3ရှိရှိ3ထိပ်3တော့များကို669ရဲ့ဒီမှာတော့ကျွန်တော်တို့နေလေးဆိုရတဲ့အကြောင်းမို့လေးသလုံးထိပ်စီတူတာဖြစ်ပါတယ်ဗောနော်လေး669တဲ့ကဒီမှာလေးသလုံးတူနေတာတွေ့ရတယ်ဗောနော်တနည်းနှစ်ခုစလုံးဆက်ပြီးချပေးမယ်ဆိုရင်ပေါ့ခင်ဗျာလေးထိပ်စီဖြစ်မယ်ပေါ့နော်โอเคဒါကြောင့်မို့ကျွန်တော်တို့ကတော့နောက်ထပ်တနည်း ထိတ်ဆီးတလုံးယူတဲ့နေ့ကိုလည်းတပည့်လေလာကြအောင်လားခင်ဗျာโอเคဒါကတော့ထိတ်ဆီးတလုံးလုံးပိုင်ထိတ်ဆီးလို့ပဲပြောရမှာပေါ့နော်2ရက်20ကိုလေလာကြအောင်ဒီ8တပေါင်းချင်းက9ပေါ့နော်ဒီ၈နှစ်ကြိမ်၉နှစ်ကြိမ်ပေါင်းတာ၁၈၄၃၄၁ဖြစ်ပါတယ်။ဒါဆိုရင်လီယလေက၈နှစ်နှစ်ပေါင်း၁၀၉နှစ်၆ပေါင်းတာ၁၅ရာတဲ့အတွက်ကြောင့်မို့၅ထိပ်စီဖြစ်ပါတယ်။ နောက်ထပ်တစ်ပင်မှာက963ဆိုတဲ့အတွက်9ထိပ်စီဖြစ်ပါတယ်ဗောနော်9ထိပ်စီ963ခွန်9ပေါင်းတာ7နှစ်6နှစ်ကြိမ်က7နှစ်နှစ်3လီက6ဆိုတော့နှစ်နဲ့နှစ်ပေါင်း4 4နဲ့6ပေါင်း10 6စလုံးကြိမ်နဲ့အကျွတ်တော့မို့ကျွန်တော်ဒီမှာ6ထိပ်စီရမှာဗောနော်နောက်ထပ်တစ်ပင်မှာ68ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့6ထိပ်စီ68ခွန်9ထိပ်စီ963 6ထိပ်စီ68ခွန်ဖြစ်ပါတယ် ဒီ6နာကြိမ်ပေါင်းခြင်းဒီစနစ်7နာကြိမ်က16 63ဒီ78ပေါ့နော်ဒါဆိုရင်6နေနဲ့7ပေါင်းတဲ့6နဲ့6ပေါင်းခြင်းစနစ်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့မှာနှစ်ထိပ်စီပေါ့နော်နှစ်နှစ်ခွန်ရှားပေးသွားတာဖြစ်ပါတယ်နှစ်ထိပ်နှစ်နှစ်ခွန်နေနေခွန်တပြားဒီထပ်ပြီးတွက်ကြအောင်နေနဲ့6နဲ့ပေါင်းရှင်းဒီ6နေနဲ့ကြိမ်ပေါင်း၄5 3ဒီ15ဆိုပြီးတွက်၄နဲ့6ပေါင်းရှင်း30 ရှင်းနဲ့၅ပေါင်း63ဆိုတဲ့အတွက်3ထိပ်စီဖြစ်ပါတယ်။နင်းနစ်ခွန်ပြီးတော့3ရှိရှိဖြစ်ပါတယ်။ဒါကြောင့်မို့3ထိပ်စီခြောက်ပေးသွားတယ်ပေါ့နော်။3ထိပ်စီ3ရှိရှိကနေထပ်ပေးလိုက်တာကြောင့်နင်းနစ်တေပေါင်း3ရှိနေချိန်16 63 28ရှောင်းနဲ့ရှောင်းနဲ့ကစနေနင်းနစ်ရှိပေါင်း20 23 3ထိပ်စီဖြစ်ပါတယ်။3ထိပ်စီမှာ3 3 9ရှာပေးသွားတယ်ပေါ့နော်။ Okay. ဒါကြောင့်မို့တုံးထိတ်စီနောက်ထပ်တစ်ပြေနေနေငါးပေါင်းရှင်းခွန်တုံးများနဲ့ချိန်တုံးညာခွန်သုံးဒီ27ခွန်တစ်ပေါင်းနာရှင်းရှင်းနဲ့6ပေါင်းရှင်း24ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်လေးထိတ်စီရတာဖြစ်ပါတယ်โอเคဒီထိတ်စီတလုံးယူတဲ့နေ့ကတော့ဒီ963ကနေစတယ်ဗောနော်6ရှင်းခွန်နေနေခွန်တောင်းရှိရှိတောင်းတော်များကိုဒီမှာလဲရနေတယ်ဗောနော်ဒါဆိုရင်ခုနကကျွန်တော်ဒီထိတ်စီနှလုံးဒီလဲ နှစ်တော်များကိုကနေစားလာတာဆိုရင်ဒီမှာတော့တန်ရရနှစ်လေးဆိုတဲ့အတွက်လေးတလုံးပို့ပြီးအာသာသွားမလားပါနော်။ Okay တန်ရရဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်မံဆောင်တွဲကြရအောင်။